မင်္ဂလာပါရှင်မန္တလေးကစ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်အားနေရပြောင်းဟုသတင်းထွက်ပေါ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နေပြီးတော့အချင်းထောင်နှင့်နှီးဆက်တော်သတင်းရင်းမြစ်တစ်ခုကနိုင်ငံတော်တိုင်ပင်ကန်ဒေါအောင်ဆန်းစုကြည်အားနေပြီးတော့ရှိနေအိမ်တအိမ်သို့ရွှေ့ပြောင်းပြေးလိုက်ကြောင်း DVP သတင်းဌာနကိုပြောခဲ့သည်ဟုသတင်းပါရှိလာပါတယ် အမိမဖော်လို့သောအဆိုပါသတင်းအရှင်းမြစ်က2024ဧပြီလအတွင်းရခိုင်ဒုဝန်ကြီးတအူနေထိုင်ရာအိမ်သို့အကျယ်ချုပ်ဖြင့်ရွှေပြောင်းချုံနောက်ခဲ့ရမှယခုနောက်ထပ်တနီယာတို့ထပ်မံပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်ဟုဆိုပါရယ်ဒေါအောင်ဆန်းစုကြည်သည်ယခုအခါစေအုပ်စုလှုပ်ကြံဆွဆွဲထားသောအမှုပေါင်း14မှုဖြင့်ထောင်ဒဏ်28နှစ်ကြာခံရခြင်းလည်းဖြစ်ပါရယ်စေအုပ်စုပြောခွင့်ရစောမင်းထွန်းမှအောက်တိုဘာ19ရက်နေ့တွင်၎င်းတို့လက်သက်မွေးထားသောမီဒီယာများအားအာဆီယံအထူးတန်တမန်အားရာဇဝတ်သားများနှင့်တွေ့ဆုံခွင့်ပြုမည်မဟုတ်ဟုပြောခဲ့ပါရယ် နိုင်ငံတော်တိုင်ပင်ကန်နှင့်သမရာကြီးဦးဝင်းမြင့်အားတနိုင်ငံလုံးတွင်၎င်းတို့အုပ်စုတစုတွေကသာထိုးထိုးမျက်စိစုံမိတ်ပြောဆိုနေကြတော့လေပြည်သူများ၏ချစ်ခင်ယုံကြည်မှုကိုအပြည့်အဝရရှိနေသူများဖြစ်မှန်းသိသဖြင့်စစ်ဘိုလ်ချုပ်များကအထူးကြောက်ရွံ့နေကြသည်မှာလဲအထင်အရှားပင်ဖြစ်ပါတယ်။နိုင်ငံတော်ပုံကံမှုဖြင့်ပြစ်ဒဏ်ကြခံရရသောဒေါက်တာအေးမောင်သည်ယခုအခါမဲဆွဲစည်းရုံးမှုများပင်စတင် ပြုလုပ်နေပြီဖြစ်ရာ၎င်းတို့၏ရာဇဝတ်သားဆိုသောအပြောသည်ဤသူများအရာမတင်တော့ပေ။အာဆီယံအားဖြင့် ပြည်တွင်းရေးတွင်ဝင်မဆွတ်ဖက်ရန်ကြိမ်းပေါင်းပြောဆိုသွားပြန်သည်။အာဆီယံ၁၇နိုင်ငံတည်းတွင်ထိုင်းနှင့်ကမ္ဘောဒီးယားတို့ကသာ၎င်းတို့ရွေးကောက်ပွဲကိုထောက်ခံသည်ဟုထုတ်ဖော်ပြောဆိုထားခဲ့သည်။ယခုအခါညီနောင်နှစ်ဖော်၏အဖြစ်ကိုကြည့်၍၎င်းတို့၏ကီလီမရှင်ကြီးမိမြအစွမ်းထက်သည်ဟုဆိုကာသွေးနှထင်ရောက်လာသောစစ်အုပ်စုသည်ရခိုင်ပြည်သူများအားတပ်ဖြတ်ရန်တဆုလာပြီးဖြစ်သည်။ရွှေကောက်ခေတမိုင်းကိုဒုံဆိုင်မိသူများဆိုသည့်ဝါဒဖြန့်ဆက်ကားတွင်ပါဝင်သောတရုတ်ဆောင်ဆိုသူများအားပြည်သူများ၏လူမှုရေးအဖြစ်ထံခတ်မှုက ပြင်းထန်လွန်လာ၍အိမ်내ပုံနေကြသည့်အဖြစ်ရောက်နေသဖြင့်ရှယ်ယန်းယန်းကစေအုပ်စုမှအမှုပညာရှင်၃ဦးအားမူလခွန်ရက်တွင်ဝေဖန်၍ဆိုကဖမ်းဆီးပြလာသည်၎င်းတို့၏ဒီမိုကရေစီရွေးကောက်ပွဲဆိုသည့်တရုတ်တကံကိုထိုက်၍လှစ်ဟပြလိုက်သည့်အဖြစ်ရောက်သွားခဲ့သည့်အရှုံနှင့်ထပ်မံရင်ဆိုင်လိုက်ရပြန်သည်။နာစီတို့၏ပူးပေါင်းခဲ့သောဂျာမန်အမှုပညာရှင်များအားပြစ်မှုကျူးလွန်သည့်များစာရင်းတွင်အဓိကကျသူများထောင်ဒဏ်မှတည်တည်တံ့အထိအတန်အသင့်ကျူးလွန်သူများမှသည်ခွင့်လွှတ်ပေးသင့်သူနောက်လိုက်အစဉ်များ အမှုပညာလုပ်ငန်းများမှအပြေးအပိုင်တားမြစ်ခြင်းအစရှိသဖြင့်အဆင့်၅ဆင့်သတ်မှတ်ပြီးစီရင်ခြင်းခံခဲ့ရသည် ထို့ထဲတွင်အကောင်းဆုံးသရုပ်ဆောင်အဖြစ်အော်စကာဆုရရှိခဲ့ပူသည့်အမီလီယာနင်းသည်ထိတ်ဆုံးကပါလာခဲ့သည် ထိုကြောင့်များရှိသည်ကိုသတိပြုမိသင့်သည်စီယုစီလူလူကလက်မခံမှန်းတည်တည်နှင့်အတင်းကရောလက်နဲ့အာကိုဖြင့်အုပ်ချုပ်နေခြင်းသည်တချိန်မဟုတ်တချိန်ပြိုလဲသွားမိတာဖြစ်သည်ဆက်လက်ပြီးမြမပြည်သူများ၏အသက်အိုးအိမ်များကိုခေတင်နိုင်ရန်နှင့်စစ်တပ်ရဲ့ဆက်ကြမ်းကြုတ်မှုများမှအချိန်မီကာကွယ်နိုင်ရန် ကုလသမဂ္ဂသို့တာမတ်ကြီးဦးကျော်မိုးထွန်းမေကိုထုံမြန်မာစစ်တပ်ကိုအရေးယူမှုမရှိလျင်ပြည်သူများခံစားနေရသည့်ဒုက္ခဆင်းရဲများပုံမပြင်းထန်လာမည်ဟုသတိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်မြန်မာပြည်သူများ၏အသက်အိုးအိမ်များကိုကယ်တင်နိုင်ရန်နှင့် ပြည်သူများအပေါ်စစ်တပ်၏ရက်ဆက်ကြမ်းကြုတ်မှုများကျူးလွန်နေမှုမှအချိန်မီကာကွယ်နိုင်ရန်ကုလသမဂ္ဂသို့တာမတ်ကြီးဦးချုံမိုးထွန်းကမေးခွန်းထုတ်လိုက်ပါသည် အော်တိုဘာလ31ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ရင်ချေမှုရေးရကော်မတီတတိယကော်မတီတွင်လူအခွင့်ရေးကောင်စီဥက္ကဋ္ဌနှင့်အပြန်အလှန်ဆွေးနွေးသည့်အစည်းအဝေးတွင်၎င်းကအထက်ပါအတိုင်းမိကွန်းထုတ်ခဲ့ခြင်းဖြစ်ပါသည်မြန်မာနိုင်ငံတွင်ပြည်သူများ၏အသက်အိုးအိမ်များကိုခေတ္တနိုင်ရန်နှင့်ပြည်သူများအပေါ်ရက်ဆက်တန်းကျုံမှုများယခုထက်ပိုမိုကျူးလွန်နေခြင်းမှာအချိန်မီကောက်ွယ်နိုင်ရန်ကုလသမဂ္ဂအဖွဲ့အစည်းအင်္ကာများအကြားတွင်ပိုမိုထိရောက်သောညီညွတ်မှုအားခိုင်မာစေရန်လူခွေရေးကောင်စီဥက္ကဋ္ဌနေဖြင့် ဒီလိုလှုပ်ဆောင်ရမည်ဟုထင်မြင်သည်ကိုမေးမြန်းလိုကြောင်းဦးကျော်မိုးထွန်းကမေးခွန်းထုတ်ပါရယ်မြန်မာနိုင်ငံအနေဖြင့်လူ့အခွင့်အရေးကောင်စီတွင်မြန်မာနိုင်ငံ၌ဖြစ်ပွားနေသည့်လူ့အခွင့်အရေးအခြေအနေများကောင်းစဉ်ဖြင့်ဆုံးဖြတ်ချက်58မြင်းဆောင်20နှစ်မြန်မာနိုင်ငံရှိရိုဟင်ဂျာမှုဇလင်များနှင့်အခြားသောလူနည်းစုများ၏လူ့အခွင့်အရေးအခြေအနေကောင်းစဉ်ဖြင့်ဆုံးဖြတ်ချက်59မြင်းဆောင်နှစ်တို့ကိုတူညီဆန္ဒဖြင့်အတည်ပြုချမှတ်ခဲ့သည့်အပေါ်ကြိုဆိုပါကြောင်း ရင်းဆုံးဖြတ်ချက်နှစ်ခုလုံးသည်မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်မြေပြင်အခြေအနေအားထင်ဟပ်ပြသနေပါကြောင်းအဆိုပါဆုံးဖြတ်ချက်များပါအကြောင်းညများသည့်ထိခိုက်ခံစားနေရသည့်ပြည်သူလူထုမှကြမ်းကြမ်းခံအန်တုနေရသည့်အကြမ်းဖက်မှုများ၏အတိုင်းအတာကိုပြည့်စုံစွာမဖော်ပြနိုင်တော့လေနိုင်ငံတကာထံမှမြန်မာဒုက္ခအပေါ်ပုံမှုအယုံစိုက်လာမှုရှိမည်ဟုလိုက်လိုက်လဲလဲမျှော်လင့်ရပါကြောင်းသတ်မှတ်ကြီးကပြောဆိုပါရယ် ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီတွင်မြန်မာနိုင်ငံနှင့်ပတ်သက်၍တူညီဆန္ဒဖြင့်အတည်ပြုချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်အစုများကိုကြိုဆိုကြောင်းရင်းဆုံးဖြတ်ချက်များသည့်မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်မြေပြင်အခြေအနေအားထင်ဟပြသနေကြောင်းအဆိုပါဆုံးဖြတ်ချက်များပါအကြံပြုချက်များကိုအပြေအဝအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရတဲ့အတွက်စေအုပ်စုကိုပုံမှုဖိအားပေးကြရန်တမ်မတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုလိုက်ပါတယ်စေအုပ်စုအနေဖြင့်အယက်သားပြည်သူများအပေါ်တွင်စစ်ရာဇဝတ်မှုများနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအပါအဝင် ကြီးလေသောလူခွင့်ရေးချိုးဖောက်မှုများကိုဆက်လက်ကျူးလွန်လျက်ရှိယုံသားမကအဆိုပါပြစ်မှုများအောင်ဖုံးလန်းစေရန်တရင်အချက်လက်အမှားများနှင့်ဖန်တီးထားသောအချက်လက်များကိုဖြန့်ဝေလျက်ရှိကြောင်းရှင်းကိုတည်ခြင်းအဖြစ်စေအုပ်စုမှကျင်းပရန်ဖြစ်စင်းနေသည့်အတူရောက်ရွေးကောက်ပွဲမှဤသို့မှတရားမျှတ၍လွတ်လပ်မှုနှင့်ညတာမှုတို့မရှိနိုင်ကြောင်းကိုခိုင်လုံစွာသက်တည်ပြနေရဲအစအကြံဖတ်မှုများနှင့်မတည်ငြိမ်မှုများကိုသာပုံမဖြစ်ပေါ်စေမည်ဖြစ်ကြောင်းတမ်မတ်ကြီးကရှင်းပြပါသည်စေအုပ်စုအနေဖြင့်မိသူကိုမဆို ခြာနေလျက်၎င်းတို့သာ အနိုင်ပိုင်းအသာစီးရလိုသည့်သဘောထား zero sum game mentality ဖြင့်ပြည်သူများပေါ်တွင်ရက်ဆက်ကြမ်းကြုတ်မှုများကိုကျူးလွန်လျက်ရှိပြီးပြည်သူများအနေဖြင့်စေအုပ်စု၏ပုံမပြင်းထန်သည့်အသွင်ဆောင်သောစစ်ရာဇဝတ်မှုများနှင့်လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကြောင့်ဒုက္ခကြီးစွာခံစားနေရကြောင်းကုလသမဂ္ဂစနစ်၏ပင်မအင်ကာအဖွဲ့အစည်းများဖြစ်သည့်အားလျော်စွာအထွေထွေညီလာခံလုံခြုံရေးကောင်စီနှင့်လူ့ခွင့်ရေးကောင်စီတို့၏ရလဒ်များသည့်ဖူပေါင်းညှိနှိုင်းမှုနှင့်ညီညွတ်မှုရှိတဲ့ကြောင်း ်ဤအင်ကစိတ်ပိုင်းများအနေဖြင့်ထိရောက်သောအရေးယူဆောင်ရွက်ချက်များချမှတ်ရန်နှောင့်နှေးကြမ်းကြာနေသည့်နှင့်အမျှပြည်သူများနေစဉ်ခံစားရသည့်ဒုက္ခဆင်းရဲသည်လည်းပုံမပြင်းထန်လာမိသာဖြစ်ကြောင်းသတ်မှတ်ကြီးကဆက်ပြောပါသည်လူခွင့်ရေကောင်းစီဤဆုံးဖြတ်ချက်များတွင်ချမှတ်ထားသည့်အကြံပြုချက်များကိုအတိမတ်ပြုထောက်ခံအားပေးပါကြောင်းထို့အတူအဆိုပါဆုံးဖြတ်ချက်များပေါ်ထွက်လာရဲ့အတွက်ကျင်းစင်မှုအပိုင်းနှင့်အတီးပြူချင်းတို့တွင်ပါဝင်အားဖြင့်ပေးကြသည့်အဖွဲ့ဝင်နိုင်ငံအားလုံးကိုလည်းကျေးဇူးတင်ပါကြောင်း၎င်းကဆိုပါသည် အဆိုပါဆုံးဖြတ်ချက်များတွင်ပုံမှန်ထိရောက်သည့်အရေးယူဆောင်ရွက်ချက်များလင်ဟင်းနေသည့်တိုင်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးယုံမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ညာအထူးအစီရင်ခံစာတင်သွင်းသူနှင့်အခြားသောသက်ဆိုင်သူများ၏အစီရင်ခံစာများနှင့်ထုတ်ပြန်ချက်များမှတဆင့်ဆုံးဖြတ်ချက်များပါပြဋ္ဌာန်းချက်များသည်မြေပြင်ရှိအချက်အလက်အမှန်များကိုရှင်းလင်းစွာထင်ဟပ်စေကြောင်း၎င်းကဆိုပါသည် ထို့ကြောင့်နိုင်ငံတကာအနေဖြင့်အဆိုပါဆုံးဖြတ်ချက်များပါအကြံပြုချက်များအောင်အပြေအဝအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရေးအတွက်စေအုပ်စုကိုပုံမဖိအားပေးကြရန်တောင်းဆိုလိုပါကြောင်းစေအုပ်စုအနေဖြင့်အယက်သားပြည်သူများအပေါ်တွင်ဆရာဇဝတ်မှုများနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ယာဇဝတ်မှုများပါဝင်ကြီးလေတော်လူအခွင့်ရေးချိုးဖောက်မှုများကိုဆက်လက်ကျူးလွန်လျက်ရှိရုံသာမကအဆိုပါပြစ်မှုများအောင်ဖုံးလွှမ်းစေရန်တရေအချက်လက်အမှားများနှင့်ဖန်တီးထားသောအချက်လက်များကိုဖြန့်ဝေလျက်ရှိကြောင်းသူကဆိုပါသည် တို့ဖြစ်ပါ၍နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်စေယုစုမှပြင်ဆင်နေသည့်အထုရောင်ရွေးကောက်ပွဲအားတခဲနှင့်ဝိုင်းဝန်းကန့်ကွက်ကြရနှင့်မြန်မာနိုင်ငံရှိအယက်သားပြည်သူများအားစေယုစု၏ရက်ဆက်ကြမ်းကြုတ်မှုရန်ဆွဲမှကဲတင်နိုင်ရန်ဆုံးဖြတ်ချက်များပါအကြံပြုချက်များကိုအကောင့်အထည်ဖို့ဆောင်ရွက်နိုင်ရေးလေးနက်လေးများစွာအရေးယူဆောင်ရွက်ရန်တမ်မတ်ကြီးကတောင်းဆိုပါသည်ဆလပင်စစ်ကောင်စီနဲ့အပြည့်ရထားတဲ့ TNL ကပြည်သူတွေလေချောင်းရံတတိပြုဖို့တတိပေး စစ်ကောင်စီတိုက်ခိုက်လို့အောက်တိုဘာမှာပြည်သူ49ဦးသေ80ကျော်ဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တောင်တမ်းတော် TNL ထိန်းချုပ်လှုပ်ရှားနေမြေကိုအာနာသိန်းစစ်ကောင်စီတပ်ကလေကြောင်းနဲ့ဒရုန်းတိုက်ခိုက်လို့အောက်တိုဘာအတွင်းပြည်သူ49ဦးသေဆုံးက82ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNL ကဒီကနေ့နိုဝင်ဘာ၁ရက်မှသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီကအောက်တိုဘာအတွင်းမှာကြောင်မင်းနံပါတ်2မှန်တုံမိုင်းလုံးမိုင်းကောနန်ဆန်မိုးကုတ်မိုးမင်းမြို့တွေကိုလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တဲ့အခြေအနေတွေကိုအသိပေးဖော်ပြခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တေဆုံးသူ49ဦးမှတန်ကာတော်2ပါးကလေး10ဦးအမျိုးသား16ဦးအမျိုးသမီး21ဦးလို့ဖြစ်တယ်လို့ဖော်ပြထားပြီးကလေးငယ်26ဦးအပါအဝင်ပြည်သူ81ဦးဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ကြားပြင်ပြည်သူလူနေအိမ်185အိမ်စာတင်ကျောင်း5ကျောင်းဖုန်ကြီးကျောင်း8ကျောင်းကျောင်းဆောင်9ဆောင်အဆောက်ဦး6ခုမွေးမြူရေးချမ်း2ချမ်းစိုင်ကန်5ကန်လက်ဖက်ဆက်ယုံ1ယုံစိုင်ကယ်လေးစီးနဲ့ကားဆယ်စီးတို့ထိခိုက်ပျက်စီးခဲ့ရကြောင်းလည်းအသိပေးထားပါတယ်။ လက်ရှိမှာစစ်ကောင်စီနဲ့ TNL ဟာတရုတ်အစိုးရရဲ့ဂျောင်းဝင်ပေးမှုနဲ့အော်တိုဘာနောက်ဆုံးဘက်မှာအပြစ်ခတ်ရက်စဲရေလုံဆောင်ခဲ့ပါတယ်။အပြစ်ရဲ့သဘောတူညီချက်မှာ TNL သိမ်းပိုက်ထားတဲ့မိုးကုန်းနဲ့မိုးမိတ်က TNL ရဲဘော်တွေစုခွာပေးရမှာဖြစ်တယ်လို့စစ်ကောင်စီကလည်းတအောင်းဒေသကိုလေရင်ပုံကျဲတာထိုးစစ်ဆင်တိုက်ခိုက်တာမလုပ်ရဘူးဆိုတဲ့အချက်ပါဝင်ကြောင်း TNL ရဲ့အော်တိုဘာ29ရက်ထုတ်ပြန်ချက်မှာအသိပေးထားပါတယ်။ အော်တိုဘား29ရက်မနက်ကနေနှစ်ဖက်ရောက်ရှိနေတဲ့နေရာတွေမှာတပ်တွေရက်တံပြီးအပြန်လန်အပြစ်ခတ်ရဲစေဖို့သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ဆိုပါတယ်။ဒါပေမဲ့ TNL ရဲ့ယနေ့ထုတ်ပြန်ချက်မှာပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ဗုံးကျဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်ဖို့စစ်ရေးသတိအမြဲရှိဖို့လိုအပ်ကြောင်းဖော်ပြထားတယ်လို့လေကြောင်းရန်ကောက်ွယ်နိုင်ဖို့လေကြောင်းရန်ကောက်ွယ်ရေးဆိုင်ရာနီးလန်းတွေလိုက်နာဆောင်ရွက်နိုင်ဖို့လိုအပ်ကြောင်းလည်းထပ်လောင်းတည်ပြထားပါတယ်။ စစ်ကောင်စီဟာ TNL နဲ့အပြည့်ရက်စဲရေးသဘောတူညီချက်ရယူပြီးနောက်လေးချောင်းစစ်စင်ရေးတွေကိုတအောင်းဒေသမှာပြုလုပ်တာမတွေ့ရပေမဲ့ TNL ရဲ့မဟာမိတ်အရကတက်တော် AA ထိန်းချုပ်မျိုးရွာတွေကိုလေးချောင်းစစ်စင်ရေးအရှိန်မြင့်လှုပ်ဆောင်ခဲ့လို့အောက်တိုဘာ30ရက်နဲ့31ရက်အတွင်း AA ထိန်းချုပ်နေမြေကပြည်သူ12ဦးသေဆုံးက32ဦးဒဏ်ရာရရှိခဲ့ပါတယ်။နိုင်ငံတော်အခြားဒေသတွေကိုလည်းစစ်ကောင်စီကလေးချောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်လျက်ရှိလို့ပြည်သူတွေအနေနဲ့အရင်ထက်ပိုလေးချောင်းရန်သတိပြုဖို့ AA ကနှိုးဆော်ထားပါတယ်။